်အမေရိကန်နိုင်ငံတဝမ်းမှာသမ္မတထရန့်အလိုမရှိစန့်ကျင်ဆန္ဒပြပွဲတွေပြင်းထန်နေပါလေ။လောင်အန်ဂျယ်လစ်မြို့ကြီးမှာတော့ညမထွက်ရမိတ်ထုတ်လိုက်ပါလေ။အမေရိကန်တဝမ်းထရန့်စန့်ကျင်ဆန္ဒပြသူတွေကအမေရိကန်ဒီမိုကရေစီကိုကာဝယ်ကြရေးစော်အော်လှုပ်ဆောင်မှုဟာလောက်ပြီးတော့ပလာဇာတွေလမ်းတွေနဲ့ပန်းချီတွေမှာစုဝေးဆန္ဒပြကြပါလေ။စန္ဒကြပြသူတွေကထရန့်ဟာသမ္မတအာဏာကိုကျော်လွန်လှုပ်ဆောင်လဲဆိုပြီးစွပ်စွဲပြောပါလေ။ နယူးယောက်ဖီလာဒဲဖီးယားရှီကာဂိုဟူစတန်နဲ့လော့အန်ဂျယ်လစ်ပါဝင်မြို့ကြီးတွေနဲ့မြို့ငယ်တွေမှာထရန်ဆန်ဂျင်ဆန္ဒပြပွဲတွေပေါ်ပေါက်လာပါလေ။နိုကင်းဆန္ဒပြပွဲကိုစီစဉ်သူတွေကလူသန်းပေါင်းများစွာဟာယာချီတဲ့ဆန္ဒပြပွဲတွေလုပ်ဖို့စီစဉ်ထားတယ်ဆိုပါတယ်။လူဝင်မှုကြီးကြပ်ရေးဖွဲ့ရဲ့ဖြိုခွင်းမှုဖက်ဒရယ်ဆိုရအုံစည်းဖြတ်တောက်မှုထရန့်ရဲ့89နှစ်ပြည့်မိုးနေ့နဲ့တိုက်ဆိုင်တဲ့စီရေးပြချီတပွဲတွေကိုစန့်ကျင်နေနေဆန္ဒပြသူတွေဟာ မရိကန်တဝမ်းမှာ no king ဆိုတဲ့ကြွေးကြော်သံစောင့်ပုံးနဲ့ဆန္ဒပြပွဲပေါင်း2000ခန့်လုပ်ဖို့စီစဉ်ခဲ့ပါတယ်။နိုင်ငံတော်ရဲ့ရည်နဲ့ထိတ်တဲတွေးမှုအနေငယ်သာရှိပေမဲ့ Law and Jellies မှာညမထွေရအမိတ်စတင်ချိန်၈နာရီနာနီကတာနဲ့အမျှအခြေအနေဟာပိုတင်းမာလာပြီးမြို့လယ်မှာရဲနဲ့ဆန္ဒပြသူတွေပြိပခဖြစ်နိုင်ခြင်းမြင့်တက်ခဲ့ပါတယ်။ Law and Jellies ရဲ့တစ်ဖက်ကဆန္ဒပြသူတွေကိုဖြိုခွင်းဖို့မျက်ရည်ပုံးတွေနဲ့လူစုလူခွဲလက်နက်တွေကိုတုံးပြခဲ့ပါတယ်။ အဂျလန္နာမြို့မှာလည်းပြည်နယ်လွတ်တော်အဆောက်အအုံမှာလူ9000တန်းမတဲ့စုဝေးဆန္ဒပြခဲ့တယ်လို့စီရတဲမြို့မှာလည်းလူပေါင်း9000ကျော်စုဝေးခဲ့ပါတယ်။ထရန့်ဟာဇွန်14ရက်နေ့အမေရိကန်စစ်တပ်250ပြည့်အထိမ်းမှတ်ဖြစ်စီရေးပြချီတဲ့ဘက်ကိုဝါရှင်တန်မှာ လုံနေပြီးအဲ့ဒီနေ့ဟာထရန့်ဝင်နေတဲ့တိုင်းဆိုင်တိုက်ဆိုင်နေပါတယ်။ဝါရှင်တန်မြောက်ဘက်ရှိလိုကန်စာကဲပန်းချက်မှာလည်းဆန္ဒပြသူ200လောက်စုဝေးပြီးထရန့်ဆင်းပြေးဆိုပြီးအော်ဟစ်နေပါတယ်။ သမရဒေါ်နယ်ထရန့်ရဲ့89နှစ်မြောက်မူနေ့နဲ့လည်းတိုက်ဆိုင်ပြီးတော့ American စစ်တပ်ရဲ့25နှစ်ပြည့်ထိမ်းမဆေးပြပွဲကိုစနစ်နေ့မှာမြို့တော်ဝါရှင်တန်မှာကျင်းပခဲ့ပါတယ်။အဲဒီဆေးပြခန်းနာနဲ့တိုက်ဆိုင်ပြီးတော့ No King လှုပ်ရှားမှုလည်းပေါ်ပေါက်နေတာဖြစ်ပါတယ်။ဆေးပြပွဲခန်းနာကို Constitution Avenue တခြားကျင်းပခဲ့ပြီးတော့တပ်ဖွဲ့တွေစီးတဲ့လှည့်လည်တွေတင်ကားများပြားပြတာတဲ့အမြောက်22ကြိမ်ပြခတ်ခြင်းတို့ပါဝင်ပါတယ်။ Crime မျှော်လင့်ထားတဲ့ဆေးပြပွဲအခမ်းအနားကြီးတရက်ဖြစ်အကောင့်ထဲပုံနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီခန္ဓာကိုယ်တချို့ကထရန့်ကိုအာနာရှင်ဘယင်ယူးယူးနေသူဆိုပြီးပြစ်တင်ကန့်ကွက်ပြီးနိုင်ငံတော်မှမလဲဆန္ဒပြနေပါလိမ့်။ဘဲသမထာမထရန့်လိုအလုပ်မလုပ်ဘူးလို့ဆိုပါလေ။ဒါဟာထရန့်အနေနဲ့အတုံးချတာလို့ပြောပါလိမ့်။ဖြစ်ချင်တော့ American စစ်တပ်ရဲ့အဲ့ဒီလိုမျိုးနှစ်30ပြည့်နေမွေးဟာထရန့်ရဲ့မွေးနေ့နဲ့တိုက်ဆိုင်တာကတော့မတက်နိုင်ဘူးလို့ပြောကြပါလိမ့်။